နေပြီးတော့တက္ကသိုလ်မြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းမှာရှိတဲ့စစ်ကောင်စီရဲ့လေကတရားကိစ္စကန်ကိုတက်ခခဲ့ရမှာစစ်ကောင်စီတပ်သားနှစ်ယောက်တိတ်ဆုံးပြီးအရာရှိတယောက်ဒဏ်ရာရထားတယ်လို့နေပြီးတော့တက္ကသိုလ် PDF တရင်အမှတ်803ကထုတ်ပြန်ပါတယ်နိုဝင်ဘာလ17ရက်နေ့ည9:45မိနစ်ခန့်မှာရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်းအမှတ်239မှာရှိတဲ့လေကတရားစခန်းခေကိုဝင်ရောက်တက်ခခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်သားနှစ်ယောက်တိတ်ဆုံးကအရာရှိတအူဒဏ်ရာရထားလို့ ေးရုံတင်ထားတယ်လို့ဖော်ပြပါတယ်။တိုက်ပွဲကြာချိန်နိုင်ဝက်ခန့်သာရှိပြီးပြည်သူ့ကာကွယ်ဘက်မှထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။အထိတိုက်ပွဲတွင်ထိခိုက်မှုတွေနဲ့ပတ်သက်ပြီး People's Wing အနေနဲ့တရားအတည်ပြုနိုင်တာမရှိသေးပါဘူး။ဒီဖြစ်စဉ်ကြောင့်အမြန်လန်းအနောက်ချမ်းမောက်ရှိတဲ့ကျေးရွာတွေကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထူရာတွေလုပ်နေတာကြောင့်ပြည်သူတွေစစ်ရေးတရိန်နဲ့နေဖို့နေပြီးတော့တပ်ကုန် PDF တရင်အမှတ်803ကတရိပ်ပေးထုတ်ပြန်ထားပါတယ်ရှင်။